မင်္ဂလာပါရှင်73ရက်ဆယ်လမှ69ရက်ဆယ်လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံမင်းဒီလိုပေါ်ခြင်းဟာကောင်းသောပေါ်ခြင်းလို့တွေ့ရတယ်အလုပ်သေးကန်တိတွေပေါ်မယ်လုပ်ငန်းတွေတိုးချင်ရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ကြံစည်ထားတဲ့ကိစ္စတွေအောင်မြင်စေမယ်တန်မိုးကြီးသောပစ္စည်းထွက်တဲ့တဲ့ဒါကလေမိမိအသုံးလို့လို့ ထွက်သွားတဲ့အရာမျိုးကိုမြင်နေတော့မိတ်ဆွေပေါင်းတင်နဲ့ပတ်သက်ပြီးတော့အလိန်အညာလေးတွေခံရတဲ့တည်းဒါကြောင့်ဘသူ့မှမယုံပါနဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေနောက်ဆက်တင်ရမယ်ပူပန်ရမယ်စိတ်ရှုပ်ထွေးရမယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာစိတ်ညစ်စရာဒီလိုလေးတွေကြုံရတဲ့တည်းကျန်နေတိုက်ခိုက်ရှိတယ်တတိသားပါမိမိကိုမနာလိုတဲ့သူမိမိကိုတိုက်ခိုက်ခြင်းတဲ့သူမိမိကိုအပြစ်ပြောခြင်းတဲ့သူဒီလိုလေးတွေ့ရတယ် အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကိုယ်စိတ်တိုင်းကြပြောဆိုခွင့်အောင်မြင်စေမယ့်တပတ်တော်လို့မြင်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ညံ့မယ်။ဘာရင်းညံ့နိုင်လဲဆိုတော့အဓိကအေးပတ်မခံတဲ့ရေချိုးမမစီနေအဲကွန်းပန်ကာလေးလေးတတိထားပြရပါတော့နော်။အေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာကိုရည်ရွယ်ကြံစည်ထားတဲ့ကိစ္စလေးတွေအောင်မြင်စေမယ်။လုပ်ချင်တဲ့ကိစ္စလေးတွေဆန္ဒတွေအကောင်အထည်ပေါ်မယ်ဒီလိုလေးမြင်တာပါတော့နော်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့၃တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါပြီရှင်လန်းပွန်လန်းစီမဲ့တပတ်တာလို့မြင်နေရဆရာရှိတဲ့ငွေကြီးတွေလည်းဝင်လာမယ်။ပြီးဆရာရှိတဲ့ငွေကြီးကိစ္စတွေလည်းအဆင်ပြေသွားနိုင်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပဲဆရာကြည့်လိုက်တဲ့အခါမိမိကိုအလိညာမခံရဖို့အတွက်ကိုပဲကာကွယ်ရမယ်။ကျန်တဲ့ကိစ္စအားလုံးအဆင်ပြေတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပံ့ပြည့်စည်တဲ့ရေရာကောင်းလေးဆရာမပေးချင်ပါနဲ့။ တင်းငရိသားသမီးချင်းမင်းစုပြုလုပ်ဆောင်ရမယ့်တပတ်တာရေရရာကရွှေရောင်ရက်ခုနှစ်လက်ကိုနေအိမ်ဖျားဒုံမိုးဇီရီတဆူမှာတွားရောက်ပြတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့အခက်အခဲတွေအားလုံးကင်းစင်ပေါက်ပြောက်ပြီးကောင်းချိုးချမ်းသာများရရှိစေမှာပဲဖြစ်ပါလေရှင်အင်္ဂလာဝရှိ73ရက်10လ2025မှာ19ရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမင်းစုရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တင်းလာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရမယ်လောကကံရခက်ခဲစီရေပေါ့နော်တန်မှုကြီးသောပစ္စည်းထွက်တက်ပါလေမိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေကောင်းတွေထွေမယ်မိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းရမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစိတ်ရှိဝါမယ်ကောင်းရှုံးဝါမယ်ဆွေမျိုးသားချင်းစီကနာယီသတင်းတွေကြားတက်ပါလေ Jenny စူးစူးဝါလုံးဝမရှိဘူး ချစ်သူခင်သူပေါများတာမေးတပတ်တာလို့မြင်နေအချီးကြီးနဲ့ပတ်သက်ပြီးတော့ချစ်တဲ့သူစီကနေအဆက်အသွယ်မရတာမျိုးကြုံရတဲ့တည်းအဲ့တော့ပုံမှန်အဆင်ပြေနေတဲ့ချစ်သူတွေတောင်မှပဲတယောက်နဲ့တယောက်အဆက်တွေလေးရက်နေတာသူ့အကြောင်းကိုမသိရတာကို့အကြောင်းသူမသိရတာဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘေးရင်ကျမ်းမာရေးချူချာတတ်တယ် တင်းလာသမီးရဲ့ကျမ်းမာရေးတင်းလာသားသမီးတွေအတွက်ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးမရှိဘူးရခင်ကနေ့ကကျမ်းမာရေးဝေဒနာခံစားရတယ်ဆိုရင်တော့အနာနဲ့စီးတွေ့သွားပြီကေးချမ်းမှုရင်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကင်ခွန်းလန်းလေးတွေနေနေတဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရတာပေါ့နော်ကဲနဲ့ပတ်သက်ရင်တော့အားကောင်းနေမိမိဘက်ကလည်းမှန်ကန်အောင်နေရတယ်အထူးသဖြင့်ဒီတစ်ပတ်မှာကံငါးပါးကိုလုံအောင်တင်းရတယ် ကံကားပါးလေးမှာတခုခုပေါ်ချွင်းသွားပြီဆိုရင်တော့လက်လာပါးတွေပိတ်ဆို့နေတာမျိုးလေးကြုံရတတ်တယ်။ဝေးကြီးလက်လာပါးတွေရွှေလန်းပွင့်လန်းစီပဲတပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိဘက်ကနေပြီးတော့ပုံစံအချင်းပြောင်းလေးတွေလုတ်ကင်သွားပြီးပုံစံလေးတွေချင်းပြီးတော့ပြောဆိုသွားပြီဆိုရင်အဆင်ပြေမဲ့တပတ်တာလို့တွေ့ရတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကန်တော့ဖန်ပြစီရဲ့ရေရီယာကောင်းလေးပေးချင်ပါတယ် ဒီနေ့လာသားသမီးချင်းမိတ်ဆွေအိမ်ဖီးယားမှာနွားနုနှစ်ခွက်လူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားပေးလို့တွေ့ရပါတယ်ရှင်။ဒါပြီးဒီနေ့လာသားသမီးတွေအကျိုးပေးတဲ့ထီနယ်ဘက်ကကိုးတလုံးပဲဖြစ်ပါတယ်။ဒါကြောင့်ကိုးတလုံးကိုဒီတို့ကန်ဆန်းပေးဆိုရင်ကံအားကောင်းစီမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင် ၁၃ရက်ဆင်လာမှာ၁၉ရက်ဆင်လာ၂၀၂၅တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကံအရန်ကောင်းနေလို့တော့မြတ်အကျိုးရှိပြီ။နောက်ကိုလုပ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းမှာအောင်မြင်စီမဲ့အရာလေးတွေတွေ့ရတယ်။တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းနေစီစဉ်မှုတွေလည်းပဲအဆင်ပြေမဲ့ထင်မှာတွေ့ရတယ်။ရှင်မျိုးသားကြီးစီကနေအကူညီကောင်းအကြံဉာဏ်ကောင်းထောက်ပံ့ကောင်းဒီလိုတွေရရှိစီမှာပဲဖြစ်ပါလေ။အတိုက်ကြိုက်တော့ရှိတယ်တတိထားပါမိမိဘက်ကလည်းပြောမဆိုမှဘသူကမှမဖြစ်စေနဲ့မိမိဘက်ကပြောမဆိုမှဖြစ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအတိုက်ကက်ကမိမိစီကိုတိတိဆိုင်ဆိုင်ကြီးကိုကိုယ်တည်းကြီးလာပြီးတော့ဖိုက်တာမျိုးကြုံရတဲ့တတိထားပါ အခြေအနေပတ်သက်ပြီးတော့ပုံမှန်လေးသွားနေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကာလတစ်ခုကိုတွေ့ရတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုတွေရောက်ရှိလာမယ့်တစ်ပတ်တာဘာကြောင့်လဲဆိုတော့ကိုပါလေးပဲရည်ရွယ်လိုက်၊ဘာလေးပဲစီစဉ်လိုက်၊စီစဉ်လိုက်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စတွေအကောင့်တွေပေါ်ပြီးအဆင်ပြေသွားမယ့်တစ်ပတ်တာပါ။ချီတိုးကန်ဆန်းမယ်ဆိုရင်ကံအားလောကောင်းနေတီတူကန်ဆန်းခဲ့ပြီဆိုရင်၃ညတလုံးတီတူကန်ဆန်းလို့ရပါတယ်။ ဝေးကြီးလင်းလာပါများရှင်လန်းလာမယ့်တပတ်တာပွင့်လန်းလာမယ့်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တော့ကိုပြောချင်တဲ့အရာလေးတွေကိုတချို့ကိစ္စလေးတွေမှာထိန်ချန်ထားရတာလေးတွေရှိတယ်ဒို့ပင်ပဲမိမိဘက်ကပြောသင့်ပြောတတ်တဲ့အရာလေးတွေဆိုရင်ပြောဆိုလို့ရတယ်မပြောသင့်တဲ့အရာတွေဆိုလို့ချင်အမြဲတမ်းလူမုန်းမခံနေဒါလေးကိုလို့ဆရာမမှာချင်နေဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပြီးချင်ပါတယ် အင်္ဂါသာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကခရီးသွားနေတဲ့သူကိုမိမိငွေကြေးတက်နိုင်သလောက်လမ်းစီပေါ့နော်လမ်းစီလူရန်ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ့်လူတွေရပါတယ်ရှင်မင်္ဂလာပါရှင်73ရင်းဆယ်လမှာ69ရင်းဆယ်လ2025တပတ်တာဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေ အလုပ်နဲ့ပတ်သက်ပြီးတော့အရာရာလုပ်ငန်းလေးတွေလေပတ်စီပေးတဲ့မှာပါတယ်အလုပ်မရသေးတဲ့သူကလည်းဒီတစ်ပတ်တည်းမှာအလုပ်ရဖို့လမ်းကြောင်းလေးပေါ်မယ်မိမိစိတ်တိုင်းကြောက်တော့အလုပ်ငွေငွေကြီးလက်လာပါပါနော်လစာကောင်းသောအလုပ်ဒါမျိုးလေးရရှိစီမယ်လို့တွေ့ရတယ်။တံမိုးကြီးသောပစ္စည်းတော်ထွက်တတ်တယ်ဒါကလည်းတော်တော်ကိုအသုံးလို့လို့ထွက်သွားတယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေကကိုယ်မကူညီနိုင်ဘူး ကိုကိုတိုင်းကလည်းပဲတကယ်လိုအပ်လို့အကူအညီတောင်းပြီဆိုရင်ဘသူစီကိုမှလက်လက်မဲ့မိတာမျိုးဒီလိုလေးကြွေရတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရရဲ့ဒီဆိုလို့ရှိရင်စိတ်ရှိပါတယ်ခေါင်းရှိပါတယ်သို့ပေမဲ့လည်းပဲကိုကကောင်းစွာဖြည့်ရှင်းနိုင်နေတယ်ပါပါတယ်။ဆွေမျိုးသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်တယ်။ရဲအနေရှိတဲ့အတိုက်အခံရှိတဲ့အနောက်ရှိတဲ့သတိထားမိ အချီးနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအေးနေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေစီကနေဟိုတရင်ကောင်းကြရတာမျိုးသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကိုနိုင်ကလေးပဲဘယ်ရမစို့ပတ်မှုပေးနိုင်တာမျိုးဒီလိုလေးတွေ့ရတယ်အေးချမ်းမှုငြိမ်ချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာခုမှအပူတပြင်းလှုပ်ဆောင်နေရတဲ့အရာလေးတွေရှိနေတယ်ကို့အတွက်မဟုတ်ရင်တော့သူများအတွက်ဒါမှမဟုတ်ရင်မိသားစုအတွက် အဲ့လိုမျိုးတွေနောက်ဆက်တင်နေရတဲ့အတွက်ကြောင့်ပူပန်မှုတွေများနေရမှာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတွေရှင်လန်းမယ်ပွင့်လန်းမယ်။နောက်ရရဆရာရှိရင်ငွေကြီးတွေဝင်လာမယ်ဒီလိုလေးတွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့စူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးသို့ပေမယ့်ကိုပီပီစီစီလို့ပီပီစီစီနဲ့ ပြီးစီးအောင်လုပ်ပေးရမယ့်ကိစ္စရဲ့ကလေးတွေမှာကိုဘက်ကနေပြီးတော့အားထုတ်ခွန်ဆိုင်လုပ်ပေးဖို့ပဲလိုအပ်တယ်ဒါလေးဥတော်သတိထားရတာပေါ့နော်အဲ့တော့ဘုဒ္ဓဥဒ္ဒမီချင်းပြီးစွေအတွက်ကံတောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပြီးခြင်းနေဘုဒ္ဓဥဒ္ဒမီချင်းပြီးစွေပြုလုပ်ဆောင်ရမယ့်တပတ်တာယရိယာကမိမိနေအိမ်ကဖះမှာပန်းဝါခုနှစ်ပွင့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်73ရက်ဆယ်လမှာ69ရက်ဆယ်လ2025တပတ်တာဂျာတာပရိသာသမီးချင်းမိတ်ဆွေရေအလုတ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်ဂျာတာပရိသာသမီးချင်းမိတ်ဆွေ အလုတ်နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးတွေညာနေမယ်တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေတွေရဲ့ကူညီမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးရရှိစီမယ် အိမ်ကိစ္စတွေရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမေအယောင်းဝယ်လေးတွေကောင်းစီမေရှင်မြူသားချင်းစီကသတင်းကောင်းတွေကြားဖို့ရှိနေပါတယ်ရန်အန်ဒီရဲ့အတိုက်အခိုက်ရှိတဲ့သတိထားပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေပြီ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီပဲအိမ်တော်ကြီးလို့တွေ့ရတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်စူးချိုးလုံးဝမရှိဘူး။ရခင်ကနေကကျမ်းမာကြီးခံစားရတဲ့သူဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ်။ အေးချမ်းမှုငြင်းချမ်းမှုရရှိလာမဲ့တပတ်တာအလှူလေးတွေနဲ့အလုံရှုပ်နေမဲ့တပတ်တာလို့မြင်နေ။ကံနဲ့ပတ်သက်ရင်တော့ကံအလောကောင်းနေထီထိုးကံစမ်းခြင်းနေဆိုရင်တော့နှစ်တလုံးထီထိုးကံစမ်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေတွေမထားနေပိုင်ဆိုင်မှုတစ်ခုခုကိုဝယ်ထားမယ်ဆိုရင်ဥဒ်အတွက်အဖတ်တင်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာမိမိအတွက်နဲ့မဟုတ်ပဲနဲ့သူများအတွက်နဲ့စိတ်ပင်ပန်းနေရတာမျိုးလေးကြုံရတတ်တယ်။ဒီတော့ဂျာသာပရိသသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်ကောင်းလေးဆင်မပေးခြင်းပါနဲ့။ဂျာသာပရိသသမီးချင်းမိတ်ဆွေအိမ်ဖျားမှာအုံလို့ခေါဆွဲလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။အင်္ဂလာပါရှင်။ 73ရက်ဆယ်လာမှ79ရက်ဆယ်လာ2025တပတ်တာတောက်ကြသာသပီးချမေးဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။တောက်ကြသာသပီးချမေးဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတဲ့အလုတ်ကြောင့်အဆင်မပြေဘူးလေးဂျုံရတဲ့တဲ့အလုတ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးပေါ်တတ်ပါတယ်။တံမိုးကြီးပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။ မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေဆရာသမားတွေဆရာနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေဆရာသမားတွေရဲ့မျက်နှာသာပေးမှုဒီလိုလေးရရှိစီမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်နေတင်ရမယ်ကြီးကဲသူရဲ့ကျမ်းမာရေးကြောင့်ပူပန်ရတက်ပါတယ်။ဆွေမျိုးသားချင်းဆရာနေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာပါ။ရန်အနေနဲ့စူးစူးဝါမရှိဘူးသူပေမဲ့အလိမ်အညာခံရတဲ့တာလေးကိုတော့သတိထားပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ဖွင့်နေမိလူငယ်လူရွယ်တွေဆိုရင်မိမိချစ်သူကမိမိအပေါ်မှာဂရုစိုက်တဲ့အပြင်အခြားသောသူတွေရဲ့စိတ်ဝင်စားခြင်းချီးဆိုခြင်းဒီလိုလေးခံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ဒီငွေကြေးကိစ္စလေးတွေအလုတ်ကင်ကိစ္စလေးတွေဒီလိုသတင်းကောင်းလေးကြားတတ်ပါလေ။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးကြိုးလုံးဝမရှိပါဘူးရှင်။ အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမယ့်တပတ်တာပါအဆက်အသွယ်ကောင်းလေးတွေဝေးကွာခွဲကွာနေတဲ့သူစီကနေအဆက်အသွယ်ကောင်းလေးတွေရဖို့ရှိနေပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါလေတီတူကံဆန်းခြင်းတွေဆိုရင်တော့ခုနှစ်တလုံးတီတူကံဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်ထဲမှာငွေကင်ထားပြီဆိုရင်ကုံအဖင်တန်းချောင်းကတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်။အဲတော့ယုံကြည်စိတ်ချရတဲ့နေရာလေးတွေမှာငွေယူသိမ်းထားပြီဆိုရင်တော့ငွေစုမိမယ်ဆောင်မိမယ်နော်။ ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာကိုယ်တော်လာနေတဲ့လှုပ်ရှားနေတဲ့နေရာလေးတွေမှာအမြဲတမ်းပြဿနာလေးတွေပေါ်တတ်တယ်ဒါတို့ကယူဆိုင်စီခြင်းနေတောင်းကြသားသမီးချင်းမဆွေတွေကံတောင်းပန်ဖြစ်စေတဲ့ရေရာကောင်းလေးပြချင်ပါတယ်တောင်းကြသားသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်ရေရာကကျိုင်းရှိနေတဲ့နေရာလေးတွေမှာလမ်းခင်းပေးတဲ့အရာလေးအုတ်ခဲကိုထုချေပြီးတော့တော်လကောင်းနော်နောက်ကဒီအုံမုတ်ခွက်ကလေးတွေကိုထုချေပြီးတော့တော်လကောင်း အုံးစံဘက်ကလေးတွေကိုခင်းပေးတာတော့၎င်းလမ်းခင်းလိုက်တဲ့တပိတ်ကလေးပြုလုပ်ဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပတ်တာမှာမိမိခက်ခဲစီတဲ့အရာလေးအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစေမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။စတုံးရေးဆင်လာမှာ19ရေးဆင်လာ2025တပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးလေးကျွန်မတက်တယ်။ရှီတူဝါခဲနောက်ဆုံးဝါခဲခက်ခဲစီတဲ့ကိစ္စရလေးတွေပေါ်လာလို့ရှိနေပါသေးတယ်။တံမိုးကြီးတော့ပစ္စည်းတွေတစ်ခုပြီးတစ်ခုထွက်နေတာမျိုးလေးလည်းကျွန်မတက်တယ်။မိတ်ဆွေပေါင်းတဲ့ဒီဆရာသမားတွေရဲ့ကူညီမှုထောက်ပံ့မှုအကြံဉာဏ်ကောင်းပေးမှုဒီလိုလေးရရှိစေမယ့်တပတ်တာပါ။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေသတင်းကောင်းကြားမေးအိမ်ကိစ္စတွေအစီအပြေမေးအိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားတဲ့အရာမှန်သမျှအားလုံးတွေကူချုံးဝေစီမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြင်နဲ့ပြဿနာလေးဖြစ်တာရင်များရတာစကားများရတာဒီလိုလေးကြုံရတတ်တယ်ရန်အန်ဒီရေစူးစူးဝါလုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ထင်မြင်လွဲပေါင်းမှုခံရတဲ့တည်းချစ်သူနဲ့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုးလေးကြောင့်ဝတ်တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးအသေးအတင်ကျမ်းမာရေးညံ့တဲ့တည်းကိုစိတ်ပါနော်အေးချမ်းမှုညင်းချမ်းမှုရရှိလာပေတဲ့ဘက်တာလို့တွေ့ရတယ်။နောက်မိမိကိုယ်တိုင်လေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဂရုစိုက်ပါ။ဖြစ်လိုက်ရင်ကျမ်းမာရေးကအခအောက်ပိုင်းတွေကိုက်ခဲနာကျင်တာမျိုးလေးကံစားတတ်ပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့အားနည်းတယ်ဒို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေရရှိစေမယ်မိမိကပြောလိုက်ပြီဆိုတာနဲ့လွယ်ကူစွာဝေးခြင်းအစီအပြေပဲတပတ်တာလို့တွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါပေမဲ့ကိုရှိမှမနာမကျန်းဖြစ်နေတဲ့အရာတွေကိုစက်တိုက်ဆူသလိုကြုံတွေ့ရတာမျိုးလေး တွေ့ရပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပြုစီတွေရည်ရအောင်လေးပြချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်တပတ်တာရည်ရကမိမိနေအိမ်မှာရှိနေတဲ့နိုင်ရတောင်လေးနိုင်ကြုံညာလေးဒါဒီအားလုံးကိုရှင်းထုတ်စီခြင်းတယ်ပေါ့နော်ဒါအပြင် မီးကျိုးပေါက်နေတာတွေနောက်ပြီးတော့ဒီဒဲဥပိန်နေတာတွေဒဲဥပေါက်နေတာတွေဒါလေးတွေကိုရှင်းထုတ်လိုက်ရဲ့ဆိုရင်မိမိခက်ခဲနေတဲ့ ပိတ်ဆို့နေတဲ့လက်လာပါတွေဝင်လန်းစီမဲတပက်တာလို့တွေ့ရပါတယ်ရှင်